တမလွန်ဘဝရောက်သွားတဲ့ဆွေတွေမျိုးတွေအဲ့ဒီတမလွန်ဘဝရောက်သွားတဲ့အဖိုးတွေရှိတယ်အဖွားတွေရှိတယ်အဖိုးအဖွားတွေရဲ့အမေဖေတွေရှိမယ်ဦးကြီးဦးလေးတွေရှိမယ်ကိုနဲ့ဆွေမျိုးသားချင်းတော်တဲ့ပုဂ္ဂိုလ်တမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းပဲပြစ်မထားရဘူးတဲ့ပြစ်ထားရဘူး အချိန်ခါအားလျော်စွာကုသိုလ်ကောင်းမှုသူတို့အတွက်ယေရှုလုပ်ပြီးတော့အမျှတမ်းပေးဝေပေးရမယ်။ယေရှုတဲ့ကုသိုလ်။ဒါမြတ်မကြီးပါဘုရားဘာသာဝင်တွေလုံးလိလုံးထားရှိကြ။ဒေဝနမောပြောင်းသွားတဲ့မိဘဆွေမျိုးတွေကိုယေရှုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာ။သူတို့အတွက်လူတော်လူကောင်းဖြစ်တယ်။သူတို့အတွက်ကောင်းသူဖြစ်တယ်။အကယ်၍မေ့ထားမယ်ဆိုလို့ရှိရင်အကယ်၍များ တမလမဘွားရောက်သွားတဲ့ပုဂ္ဂိုလ်ဟာစားတရားဆင်းရဲနေစရာဆင်းရဲနဲ့ဆင်းရဲတဲ့ဗိဒ္ဓဘုံများရောက်နေမယ်ဆိုလို့ရှိရင်တမျောမျောတဒန္တနဲ့ကိုယ့်အတွက်အလူအမြတ်ဝင်တို့အမြတ်ဝင်တို့နဲ့စောင့်နေကြရတဲ့ဘဝမျိုးဆိုရှိတယ်။ဒါလည်းပဲဟိုအမတ်တမဲ့မနေတဲ့ကိစ္စတစ်ခု။ မတော်တဆအစီရင်နဲ့သေသွားတဲ့ပုံကိုယ်တွေဟာအမတန်ကိုကုသိုလ်ကြီးတဲ့ပုံကိုယ်တွေဟာနတ်ဘုံနတ်ဘဝရောက်ချင်ရောက်သွားချက်ချင်းအဲ့ဒါလို့မဟုတ်ပဲနဲ့အထိတ်တလန့်နဲ့ဆိုရင်တော့ကနဲ့တွေ့တာမှုတွေနဲ့တမလွန်ဘဝပြောင်းသွားတဲ့ပုံကိုယ်တွေဟာရုပ်တရက်ရှောင်းတခင်ဆိုရင်မဖြစ်တတ်တော့ဘူးဖြိတ်တာဘုံရောက်သွားတတ်တယ်ဖြိတ်တာဆိုတာ ဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကြွဘူးပြောတာပေါ့အိမ်ပေါ်မှာဟာလာအတန်ပြူတာတော့အနည်းပါဝေါ်ချင်မှမြင်လိုက်တာတော့ဓာမျိုးတွေဖြစ်တတ်တယ်နော်အခုခေတ်ဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတော့တယ်လီဖုန်းကလာမိတာတော့တည်သွားတဲ့ပုဂ္ဂိုလ်ကလောက်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာပုံရောက်ပါလား ဖိတ်တာဆိုတာခုခေတ်လို့ဆိုရင်တော့တစေတရားကိုပြောတာအဲ့ဒါလို့မကျွတ်မလွတ်ဆိုတာဘာဖြစ်လို့တော့ဆိုမိသားစုတန်ရောစင်ပစ္စည်းတန်ရောစင်တခုတန်ရောစင်ဒေဂန်ဒီမှာအာယုံရသွားတယ်အဲ့ဒီတန်ရောစင်ကြောင့်မို့လို့ရုတ်တရက်ရှောင်းတခင်သူဟာပြိုက်တာဟိုဟာရောက်သွားတယ်ရောက်သွားတဲ့အခါမှာတခါတည်းရန်သေသွားတဲ့ပုဂ္ဂိုလ်တွေကသူ့ကိုယ်သူသေတယ်လို့တော့မသိလိုက်ဘူး လင်းလင်းမြန်မြန်သေးသွားလို့အက်ဆီဒင့်နဲ့သေးလို့ရှင်သေးတယ်လို့တော့မသိလိုက်ဘူးရုပ်တည်းအိပ်ပျော်ရာနိုးသွားတယ်လို့ဖြစ်တာအဲ့တော့သေးတယ်လို့မသိတော့တချို့လဲကိုယ့်ကိုအရင်လူလို့ထင်ပြီးတော့အိမ်ပြန်လာတာတွေရှိတယ်အိမ်ရောက်တဲ့ခွေးကဟောင်းတယ်သူ့ကိုအိမ်ကလူတွေကသူ့ကိုမမြင်ဘူးမခေါ်ဘူးအဲ့ဒီမှာသူတို့ပါဆိတ်ဆင်းရဲမှုတွေဖြစ်တယ်။ဒါဒီလိုဇလန်းနေလည်းပဲပြည့်နေတာပဲ။ ဒါဒါပိတလောကလို့ခေါ်တယ်ပြိတ္တာလို့ခေါ်တယ်အဲ့ဒီလိုကိုယ့်ရဲ့ဆွေမျိုးသားချင်းအနီးအိမ်ကိုပြန်လာတတ်တဲ့ပြိတ္တာမျိုးတွေပါလိဖြစ်နေပြီဆိုတဲ့အခါသူကိုယ်သူမသိရှိသေးတဲ့အချိန်ပိုင်းသိသွားတဲ့အချိန်ပိုင်းအဲ့ဒီအချိန်ပိုင်းတွေရောက်လာပြီဆိုတဲ့အခါမိသားစုတွေကကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ပဲကြမကြအမြတ်တမ်းနေပေးဝေပေးခြင်းအားဖြင့် ူဟာသာတို့ခေါ်လိုက်လို့အဝတ်အစားလှူပြီးတော့အမြဝေလိုက်လို့ရှိရင်သူ့မှာဝတ်ဆရာအဝတ်တွေရသွားတယ်သူတို့စီမှာမြတ်စွာဘုရားဟောထားတာရှိတယ်ဒိဋ္ဌာပုံဆိုတာတဲ့ထွန်ရက်ဆိုင်ပြူစားလို့လည်းမရဘူးကုမ္ပဏီထောင်ကြီးအလုံးလုံးလုံးလည်းမရဘူးရောင်းဝယ်လုံးလုံးလည်းမရဘူးကံကပေးသည်မလေးနဲ့နေကြကံမသိရင်ဘာမှကောင်းယူလို့မရတဲ့ဘဝမျိုးစားစရာမရှိဘူး ဒါပေမဲ့ဆင်းရဲတယ်အဲ့ဒီလိုဘဝမျိုးရောက်နေတဲ့အခါမှာဒီကကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့ရှိရင်ကုသိုလ်ရဲ့စွမ်းအားကြောင့်စားစရာတွေရလာတယ်နေစရာတွေရလာတယ်ဝတ်စရာတွေရသွားတယ်ဒီလိုဆိုလိုတာအဲ့တော့တချို့ကြတော့ဘဝပြောင်းသွားတာလည်းရှိတယ်ဘဝမပြောင်းမနဲ့အဆင့်မြင့်သွားတာလည်းရှိတယ်စင်စင်ရဲ့ဘဝကနေချမ်းသာဥပမာပဲဆိုပါစို့လူတစ်ယောက်ဟာ မတန်ဆင်းရဲတဲ့ဘဝကနေပြီးတော့ထီပေါက်လို့ပဲဖြစ်စီပေါ့တခုခုအောင်လို့စီးပွားတိုးတက်သွားပြီးတော့ငွေကြေးဒဏ္ဍာရောင်များစွာရသွားတယ်ပုဂ္ဂိုလ်တရားဟာချမ်းသာသွားတယ်လို့ထိတ်တာပုံမှာလည်းပဲဒီဟာကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့ရှိရင်ချက်ချင်းသူတို့မှာစားစရာတွေနေစရာတွေဝတ်စရာတွေပြည့်ပြည့်စုံစုံဖြစ်သွားတာဒါကကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလို့ရှိရင်ဒီလိုဖြစ်တယ်ဆိုတာ ယေရှုဘုရားဟောတာတဲ့ပေတဝုထုဆိုတာလေရှိတယ်